မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ AP လာကုန်ထီရှာရီအပြစ်ရဲ့တတန်တိုးကြောင့်စစ်ကောင်စီကြီးညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ AP လာ30ရက်နေ့ထီရှာရီအပြစ်ခံရဲစဲအကြောင်းကြီးညာချက်ကိုတတန်တိုးမြင်မယ်လို့စစ်ကောင်စီရဲ့တမတော်ကာကွယ်ရေးဦးစီးချုပ်ယုံက AP လာ22ရက်နေ့မှာကြီးညာပါတယ်။မြန်မာနိုင်ငံမန္တလေးမြို့နီမန္လာ28ရက်ကအင်အားပြင်းငလင်ကြုံရပြီးရဲ့နောက်ငလင်တန်တဲ့ပြည်သူများကိုစာနာတယ်လို့ဆိုပြီးပြည်နယ်ထူထောင်ရေးလုပ်ငန်းများလုပ်နိုင်ဖို့ AP နေရာမှာ AP 22ရက်ထီရှာရီအပြစ်ရဲ့အကြောင်းစစ် ောင်စင်ကကြေညာခဲ့ပါတယ်။ အစိုးရကြေညာချက်အရအေပီလာ22ရက်မှာယာယီပြင်ရမှုတက်တန်းကုံဆုံးပြီဖြစ်ရာစကောင်စီကအေပီလာ22ရက်မှာ EB 30အထိတက်တန်းထပ်တိုးလာတာဖြစ်ပါတယ်။ငလင်တန်သစ်ဒေတာတွေမှာပြန်လည်တိဆောက်ရေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအရှိန်အဟုန်ဖြင့်လုပ်နိုင်ဖို့အပအဝင်နိုင်ငံသားအလုံးရဲ့အကျိုးကိုဖော်ဆောင်ဖို့ရည်ရှိတည်တံ့ပြီးစစ်မှန်တဲ့ငြိမ်းချမ်းဖော်ဆောင်နိုင်စေဖို့အတွက်အပြည့်ရတက်တန်းထပ်တိုးကြောင်းစကောင်စီရဲ့ကြေညာချက်အရတည်ရပါတယ်။အပြည့်ရထားတဲ့ကာလအတွင်းတိုင်းရင်းသားလက်နက်ကိုင်များနဲ့အခြားလက်နက်ကိုင်တွေကအများပြည်သူတုံးနဲ့ဆက်သွယ်ရန်လမ်းကြောင်းများ များကိုနှောက်ယှက်ခြင်းထိခိုက်ပျက်စီးစေခြင်းလူထုရဲ့အသက်အဝင်စီးစိမ်ကိုပျက်စီးစေခြင်းလုံခြုံရေးတပ်ဖွဲ့များရဲ့တပ်စခန်းများကိုတိုက်ခိုက်ခြင်းအင်အားစုခြင်းပြင်ဆင်စုဖွဲ့ခြင်းနဲ့အနေအမြင့်ချေခြင်းမလုပ်ဖို့စစ်ကောင်စီဘက်ကတတိပေးထားပါတယ်ဒီလိုဆောင်ရွက်လာပါကလိုအပ်တဲ့တုံ့ပြန်မှုတွေဆောင်ရွက်ရမယ်လို့စစ်ကောင်စီရဲ့ကြေညာမှရှင်းသားထားပါတယ်စစ်ကောင်စီတပ်ကယာယီအဖြစ်ရဲ့ကြောင့်ကြေညာထားတဲ့ကာလအတွင်းကချင်ပြည်နယ်ကရင်ပြည်နယ်မန္တလေးတိုင်းစကိုင်းတိုင်းပါဝင်ဒေသများပြားမှာလည်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းဗုဒ္ဓဘာသာဖုံ န်းတော်ကြီးကျောင်းချို့နဲ့လူနေအိမ်များပြည့်စင်ခဲ့သလိုဗုဒ္ဓဘာသာဖုန်းတော်ကြီးအချို့ကလေးနဲ့ကိုဝင်ဆောင်များပါဝင်လူ၁၀နဲ့ကြီးတည်ဆုံထားပါတယ်။ နောက်ထပ်သတင်းတပုန်နီနဲ့ဒေါ်လာဘီလီယံကြီးရဲ့စိုက်ပါငွေလင်ကိုင်းတွင်ကမ္ဘာတဝန်ပြန့်နှံ့လာကြောင်းကုလပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့စိုက်ပါငွေလင်လုပ်ငန်းတွေနောက်ကွယ်ကအာရှရာဇဝတ်ကိုင်းတွေကိုမထိန်ချုပ်နိုင်တာကြောင့်ဒီငွေလင်ကိုင်းတွေတောင်အမေရိကနဲ့အာဖရိကအပါဝင်ကမ္ဘာတဝန်ပြန့်နှံ့လာခဲ့ကြောင်းကုလသမဂ္ဂကဧပြီလ22ရက်နေ့အစည်းအဝေးခန်းစာမှာထုတ်ပြန်ပါတယ်။အရှိတောင်အာရှမှာကြီးထွားလာနေတဲ့ရာဇဝတ်ကိုင်းကွန်ရက်တွေကတန်ဝန်ကြီးတွေမှာအစာအုပ်တွေစောင့်ပြီးလူကုန်ကူးခံရသူအများအပြားပါဝင်တဲ့တောင်းနေကြီးတဲ့အလုပ် ့သမားတွေကိုကမ္ဘာတဝန်းကသားကောင်နီစီကငွေကြေးနေလဲပို့အတ္တမစီခိုင်းနေတယ်လို့ကုလသမဂ္ဂမူရင်စည်းဝါးနဲ့ညဆွေးမှုဆိုင်ရာရှုံးကပြောပါတယ်အရှိတောင်အာရှနိုင်ငံအစိုးရတွေကပြင်းပြင်းထန်ထန်ဖြုတ်ခွဲခဲ့ပြီးမြေဒီယာဆွေးကိုင်းတွေကဒေသရင်းနဲ့ဒေသပြည်ပကိုရွှေ့ပြောင်းလာကြပြီးနှိမ်နင်းမရအောင်ပြန့်နှံ့လာနေကြောင်းသူတို့ကလွတ်လွတ်လပ်လပ်ရွှေ့ပြောင်းလို့ရနေကြောင်းလည်းပြောပါတယ်မကြသေးမီကာလအတွင်းထိုင်းမြန်မာနယ်စပ်ကအွန်လိုင်းဝင်လင်ကိုင်းတွေကိုတရုတ်ထိုင်းနဲ့မြန်မာအာဏာပိုင်တွေပူးပေါင်းနှိမ်နင်းခဲ့ပါတယ်ထိုင်းနိုင်ငံကငွေလင်လုပ်ငန်းတရှိယာနေရာတွေကိုလျှက် ်စင်ပြီးလောင်စာစီနဲ့အင်တာနက်ပံ့ပိုးမှုတွေဖြတ်တောက်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဝင်လင်ခိုင်းတွေကအရှိတောင်အာရှကဝေးလံခေါင်းတင်းတဲ့ဒေတာတွေအတုသက်ဖြင့်လောင်မြန်မာကမ်ဘောဒီးယားနဲ့အခြားဒေတာတွေကိုပြောင်းရွှေ့သွားခဲ့ကြပြီးဥပဒေစိုးမိုးမှုအားနည်းခြင်းနဲ့အကျင့်ပြတ်ချစားမှုနှုန်းမြန်မာမှုတို့ကိုအတုံးချလုံဆောင်နေကြတယ်လို့ဆိုပါတယ်။ ငွေလိမ်လုပ်ငန်းအလွယ်တကူတွေ့ရနိုင်တဲ့ကမ္ဘောဒီးယားကနေရာတွေကိုစီးနှင်းမှုတွေကြောင့်ငွေလိမ်လုပ်ငန်းတွေကကမ္ဘောဒီးယားအနောက်ဘက်ခိုကွန်းပြည်နယ်ပြင်ထိုင်းနဲ့ဗီယက်နမ်နဲ့ဆက်တွေကိုပြောင်းရွှေ့လုပ်ငန်းချဲ့ထွင်လာတယ်လို့ဆိုပါတယ်။ဒီရာဇဝတ်ကိုင်းတွေကတောင်အမေရိကကိုပြန်နှံ့လာပြီးမူရင်းစေဝါကိုင်းတွေနဲ့ပူးပေါင်းဖို့ငွေကြေးခဝါချဖို့နဲ့တရားမဝင်ဘဏ်လုပ်ငန်းတွေတိုးချဲ့ဖို့ကြိုးစားလာကြကြောင်းကုလအေဂျင်စီကပြောပါတယ်။ဒီကိုင်းတွေကကမ်ဘီယားအန်ဂိုလာနမီးဘီးယားအပါအဝင်အာဖရိကတိုင်းနဲ့ဂျော်ဂျီယာအပါအဝင်အရှေ့ဥရောပကိုလုပ်ငန်းတွေချဲ့ထွင်လာတယ်လို့ပြော ပါတယ်ဒီငွေလိမ်လုပ်ငန်းတွေကတကဘာလုံးကိုပြတ်မှတ်ထားဖို့နဲ့လူကုန်ကူးမှုတိုက်ဖြတ်ရေးတွေကိုရှောင်ရှားဖို့ကြိုးပမ်းလာနေကြောင်းဒီပြဿနာကိုမရှိရှင်းနိုင်ရင်ရှေ့တောင်အာရှနဲ့တကဘာလုံးအတွက်ဆုံရွားတဲ့အကျိုးဆက်တွေရှိလာနိုင်ကြောင်း UNODC ကအသိပေးလိုက်ပါတယ်ဆလပီစစ်ကောင်ဆောင်ရဲ့ဘန်ကောက်ခီးစင်ပြီးပုံကျဲမှုကြောင့်လူ90ကျော်တိစုံနေကြောင်းတင်ဆက်ပေးပါမယ်အာဆီယံဥက္ကဋ္ဌနဲ့စစ်ကောင်ဆောင်တို့ APL 18ရဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့တွေ့ဆုံပွဲမှာတိုက်ခိုက်မှုတွေရင်ဆန်းထားဖို့ဆွေးနွေးခဲ့ပြီးမြစ်ကောင်စီတရဲ့ပုံကျဲတိုက်ခိုက်မှုတွေကတော့ရက်တက်မသွားပါဘူးအဲ့ဒီတွေ့ဆုံ ်ပွဲပြီး April 17ရက်နေ့ကနေ April 20ရက်နေ့ထိ3ရက်အတွင်းဖုံးကျဲတိုက်ခိုက်မှုကြောင့်အရသာ55ဦးသေဆုံးပြီးနောက်ထပ်60ဒဏ်ရာရခဲ့ပါတယ်။ထိဆုံးထိခိုက်မှုတွေနဲ့ကလေးတငယ်ရင်းအမျိုးသမီးတွေနဲ့စစ်ပေးဒုက္ခသည်တွေလည်းပါဝင်နေပါတယ်။စကိုင်းတိုင်းမြင်းမှုမြို့နယ်ကံတော်ရွာနီးစစ်ပေးဒုက္ခသည်စခန်းက AP 19ရက်မှာဖုံးကျဲတိုက်ခိုက်ခံရတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ AP 19ရက်နေ့7:40မိနစ်40ဝန်းကျင်လောက်မှာလင်းရင်လာလာချင်းတန်းပြီးတော့ပြစ်တာ3ချိန်ဝဲလာတာပေါင်250ဘုံလို့ယူဆတယ်ဘုံတီးနှလုံးတစ်ချိန်ချင်းရင်ဘုံတီးနှလုံးနဲ့နှစ် ြိမ်ကျဲတဲ့ rocket တွေနဲ့ပြတ်တဲ့စစ်ပေးရှောင်တဲ့ပြည်သူတွေထိခိုက်တဲ့ တိုက်ခိုက်မှုတွင်ဖြီသူကာကွယ်တပ်ဖွဲ့ဝင်နှုံးနဲ့အရှက်သား၃ဦးသေဆုံးပြီးရင်နောက် PDF ၃ဦးနဲ့အရှက်သား၅ဦးတန်ရာရရှိခဲ့ပါတယ်။ထိဆုံးခဲ့တဲ့အရှက်သားတွေကစစ်ပီးဒုက္ခသည်တွေဖြစ်ပြီးအသက်၃နှစ်အရွယ်မဆုမြတ်အသက်၁၉နှစ်အရွယ်မတ်မီဆုံးနဲ့အသက်၆၅နှစ်အရွယ်ဦးတင်မောင်တို့ဖြစ်ပါတယ်။ AB လ၂၀ရက်မှာကမ်းဘလူးမျိုးနဲ့တင်တော်ရွာကကုံဆောင်ဆိုင်နဲ့ပုံချေခံလိုက်ရပြီးမိသားစုဝင်၆ဦးထိဆုံးသွားတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ပေါင်300ပုံနဲ့ပြတ်တာမနေ့ကညနေ6:40လောက်မှာအဲ့ဒါတော်မှုချုပ်ကုံဆောင်ဆိုင်ထိမှန်တာအဲ့ဒီမိသားစုတည်သွားတယ် ာယောက်ျားလေးတောင်းမင်းကလေးတောင်းဒီတိုက်ခိုက်မှုအတွင်းအသက်20ရွယ်မမီသေးအသက်30ရွယ်ကိုမင်းမင်းကိုဖိုးမော်အသက်50ဝန်းကျင်ရွယ်တွေဖြစ်တဲ့ဒေါ်ခင်မာနဲ့ဒေါ်စောနဲ့ဦးကျော်မင်းတို့တင်ဆောင်ခဲ့တာပါဒါအပြင်နောက်ထပ်မျိုးသားနှစ်ဦးလည်းထံရရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်မန္တလေးတိုင်းစင်ကူမြို့နဲ့ကြည်တော့ပေါင်ရွာလဲ AP session အနေမှာပုံကျဲတိုက်ခိုက်ခံလိုက်ရပါတယ်ဒီတိုက်ခိုက်မှုအတွင်းအရသား6ဦးထံရရခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်ပေါင်900ကျဲသွားတဲ့စာတင်ကျောင်းဆောင်မှာအဆောင်သေးပါဝင်အဆောင်3ဆောင် ပြည့်စည်သွားတယ်ပြ ြည်သူကရှောက်ကြလေး၄ဦးနဲ့မိန်းကလေး၂ဦးထိရင် အသက်အရွယ်ကလူလက်ပိုင်းတွေမှာထိခိုက်ဒဏ်ရာကတော့မပြင်းထန်ပါဘူးဒီ3ရက်အတွင်းပုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်သေးဆုံးမှုအများဆုံးကမန္တလေးတိုင်းဖြစ်ပြီး38ဦးသေဆုံးပြီး42ဦးဒဏ်ရာရခဲ့ပါတယ်ဒါပြင်မွန်ပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းနဲ့တနင်္သာရီတိုင်းတွေမှာလည်းအချက်သားထိခိုက်သေးဆုံးမှုတွေရှိခဲ့ပါတယ်ဒါနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာမရှိသလိုစစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုသတင်းဌာနကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လက်ခံဖြေဆိုတာမျိုးမရှိပါဘူးနိုင်ငံရေးလှိလာတုံသက်သူဒေါက်တာလကျော်စောကတော့စစ်ကောင်စီကအာဏာတည်မြဲဖို့အတွက်ပုံကျဲတိုက်ခိုက် ုက်နေတာလို့ဝေဖန်ပါတယ်စစ်တပ်မှာရည်ရွယ်ချက်တစ်ခုပဲရှိရင်အဲ့ဒါကသူတို့အုပ်စိုးမှုကိုတတ်ဆိုးရှိဖို့ပဲအဲ့ဒီတော့ဘယ်လိုပဲညာရညာရဖာရင်လုံရလုံရလုံမှာပဲသူအပြစ်ခံရစရင်ပြောတယ်မရက်ဘူးအဲ့တော့ဖာလုံမှာလေကျမတို့ကကိုယ်တိုင်လုပ်စရာရှိတာလုပ်ရုံပဲစစ်တပ်ကိုရှုံလို့ကိုမရဘူးအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီလူခွင့်ရေးဝင်ကြီးဌာနကလည်းစစ်ကောင်စီတရက်ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ဖို့အစွမ်းကုန်စူးစမ်းနေတယ်လို့ AP လ20ရက်မှာထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်စီတက AP လ2ရက်ကနေ22ရက်ထိငလင်းပေးကူညီကိစ္စကိုအာရုံဆိုင်လို့ စားပုံယာယီအပြည့်ရဆဲမင်လို့ကြီးညာပါတယ်ဒီအပြည့်ခက်ရဆိုင်ကိုတက်တန်းဆက်တိုးဖို့လဲဘန်ကောက်တွေ့ဆုံပွဲမှာစစ်ကောင်စီဥက္ကဋ္ဌကတိပြုခဲ့တယ်လို့အာဆီယံလဲကြဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောဆိုပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့ဘီလင်းမြို့နယ်အလူးလေးကျေးရွာနေမှာတိုက်ပွဲဖြစ်ပြီးစစ်သား6ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ဘီလင်းမြို့နယ်အလူးလေးကျေးရွာနယ်တပြည်နယ်ကျေးရွာချာမှာတိုက်ပွဲဖြစ်ပြီးစစ်သား6ဦးသေဆုံးခဲ့ကြောင်းနဂပြူတိုင်ရင်းမှာတာဝန်ရှိသူတအုပ်ကပြောပါရယ်။မင်းကအီပီလာ21ရက်မနက်7:30မိနစ်30ကပဲခူးတိုင်းဘက်မှမွန်ပြည်နယ်ဘက်ကိုရှမ်းကုန်းမော်လမြိုင်လမ်းတိုင်ဝင်ရောက်လာတဲ့ပုံစံပြောင်းအစမ်းဘတ်စီရင်တန်းကိုဘီလင်းမြို့နယ်အလူးလေးကျေးရွာနယ်တပြည်နယ်ကျေးရွာချာမှာမိုင်းဆွဲဖို့ပြင်ဆင်နေစဉ်အင်အား20ခန့်မှအစမ်းဘတ်စစ်တပ်ရှေ့ပြေးကင်းဖွဲ့နဲ့တွန်လိုင်းပူပေါင်းတပ်ဖွဲ့အကြား အပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ပဲခူးဝနေမွန်ပြည်နယ်ဘက်ဝင်ရောက်လာတဲ့ကားတမ်းမှာအဲ့ဒီကားတမ်းကိုမိုင်းစင်ဖို့အတွာရန်သူရှိပြီးကင်းတဲ့တိုက်ပွဲဖြစ်တာပါ။ကင်းပုံးနဲ့ရုတ်တရက်ထိတွေ့တိုက်ပွဲဖြစ်တာကြောင့်ရန်သူဘသူကပင်နာကထွက်လာလဲသိချမသိရဘူး။ကားတမ်းကိုလည်းမိုင်းမဆွဲလိုက်ရဘူးလို့ငကပြူတန်ရင်မှာတာဝန်ရှိသူတောက်ကပြောပါတယ်။အဲ့လိုထိတွေ့တိုက်ပွဲအတွင်းအကြံဖတ်စစ်သား6ဦးသေဆုံးပြီး ။ဒဏ်ရာရရှိသူများလည်းရှိကြောင်းတော်လိုင်းအင်အားစုများဘက်မှရှင်းပေါ်တော်ရှက်တီဒဏ်ရာမစိုးရင်ရရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုငကပြူတန်ရင်8100တက်တန်ရင်8105တန်ရင်ခွဲလေးလို့ပူပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးမနက်7:49မိနစ်အချိန်မှာအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အကြံဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိရဲ့ကျင်းရွာတွေကိုလက်နက်ကြီးလေးကြောင်းလုံးနဲ့တိုက်နေတာကြောင့်မိဘပြည်သူများအနေနဲ့စိတ်ရည်တတိနဲ့တွာလာနေထိုင်ကြဖို့နဲ့စိတ်ရင်းအရှင်မြင့်လာနေပြီဖြစ်တဲ့အတွက်တော်လိုင်းဖွဲ့စည်းများကိုလည်းဝိုင်းဝန်းပူးပေါင်းကူ ူညီပေးကြဖို့တိုက်တွန်းထားတယ်လို့သတင်းမှာဖော်ပြပါရှိပါရဲ့ရှင်။